ကိုလိုတို့တရားရခိုင်နှုတ်ပတ်ဆိုင်ရတဲ့ထလွေအဝမ်းခဲလေးထဲကနေ2ဒေါ်လာမြန်မာငွေနဲ့ဆွေတောင်းနီးပါကိုပတ်ဆက်ထုတ်ပြပေးပါမယ်ပတ်ဆက်ထုတ်ဖို့ဆိုရင်ပေပယ်ပေနီယာအကောင့်တစ်ခုခုစီထားဖို့တော့လိုမှာဖြစ်ပါတယ်ပေပယ်အကောင့်မစီတဲ့သူတွေဆိုရင်ပေနီယာအကောင့်နဲ့ပတ်ဆက်ထုတ်ပြီးတော့ပေနီယာအကောင့်လေးထဲကဒေါ်လာလေးတွေကိုကျွန်တော်စီမခေပေးဝေပေးတို့နဲ့မြန်မာငွေလာထုတ်လို့ရမှာဖြစ်ပါတယ်ပေပယ်ပေလေးကိုအသုံးပြုဖို့ဆိုရင်ကိုလိုတို့ဖုတ်တဲ့မှာစီတဲ့ဖူပေလေးတစ်ခုကို US နိုင်ငံမှာထားပြီးတော့ကွန်နက်တက်လုပ်ပေးထားရမှာ ဖြစ်ပါတယ် Free Online စာနည်းတွေကိုအချိန်နဲ့တပြင်းညီတည်ဆီလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe ပါလိမ့်နှိပ်ထားပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ် Free A1 Gallery လေးကိုအသုံးပြုနေတဲ့ပတ်စံထုံနည်းလေးကိုကျွန်တော်နဲ့တူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုံးထိ like ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော် ဒီ APP လေးကိုရယူမယ်ဆိုရေးကိုလူတို့ကဖုတ်ထဲမှာစီးတဲ့ပူပေလေးတခုကို US နိုင်ငံမှာထားပြီးတော့ connect တက်လုပ်ပေးထားရမှာဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့ link ကနေတစ်ချက်ဝေလိုက်ပြီးဆိုရင်ဒီ APP နေနဲ့ logo လေးကိုတခြားကြည့်ပြီးတော့ install လုပ်ပေးရမှာဖြစ်ပါတယ်အခုမှအသက်ထွေးစီးလာပြီးတော့ lower တရားရခိုင်နှုန်းပတ်စံရမယ် APP လေးတခုပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီမှာပတ်စံထုတ်ယူထားတဲ့ပမာဏလေးကိုတစ်ချက်ပြမှာပေါ့နော်ဒီထက်ကနေဆိုရင်ကျွန်တော်အရေကားဆိုရင်ပေါ့နော်ဒီမှာ1ဒေါ်လာထုတ်ယူထားခြေကားဆိုရင်ဆက်ဆက်ဆိုပြီးတော့သူက ပြပေးနေပြီဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ရဲ့အကောင့်လေးထက်ကိုလည်းပတ်စပ်ကလောကတရားရခိုင်တို့ဝေလာကြောင်းကိုကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်โอเคဒီ app လေးကိုကိုလူတို့အနေနဲ့ install လုပ်ပေးလိုက်ပြီဆိုရင် Google account တစ်ခုနဲ့ account ပြုလုပ်ပေးလိုက်ပေါ့ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကိုလူတို့က advice ဆိုတဲ့နေရာလေးကိုတချေးဝေပေါ့ကျွန်တော်ပေးထားတဲ့ကုတ်လေးကိုဒီနေရာလေးမှာကိုလူတို့ကပေးချပေးလိုက်ပြီးတော့โอเคလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ဟိုဝဲချင်းမှာပဲ꽌ရ200ရာစီမှာဖြစ်ပါတယ်ဒီထက်ကနေ꽌လေးတွေဆောင်မဲ့ပတ်စံလေးတွေကိုထုံးမယ်ပေါ့နော် โอเคပထမဆုံးအနေနဲ့ကျွန်တော်ပြောပြပေးချင်တာကဒီအောက်ကစပယ်ဆွဲနေရာလေးပေါ့เนาะစပယ်ဆွဲနေရာလေးမှာကိုလူတို့ကဒီမှာတနေ့ကိုသူကစံချိန်ပေးသားမှာဖြစ်ပါတယ်ဒီကောင်လေးကိုအတုံးပြူဖို့ဆိုရင်ကိုလူတို့အနေနဲ့ဖုတ်ထဲမှာစီတယ်ဒီ light ကောင်းတဲ့ဘူဗီလေးတစ်ခုကိုကိုနဲ့တက်လုပ်ပေးသားရမှာဖြစ်ပါတယ်ဒီကောင်အဲကျွန်တော်တုံးတာကဆိုရင်ဘောနောဒီမှာချက်ချက်ဘူဗီလေးကိုကျွန်တော်အတုံးပြူတာဖြစ်ပါတယ် US နိုင်ငံမှာထားပြီးတော့ကိုနဲ့တက်လုပ်ပေးသားမှာဆိုရင်ဒီထဲကနေကြော်ညာလေးတွေကိုအလွယ်တကူကြည့်ပြီးတော့ဒီစပယ်လေးတွေကိုပြီးတော့ပေါ့เนาะ quality လေးတွေစောက်ပြီးလို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဆိုရင်ကျွန်တော်တို့ဒီအာက fully ီလူဝါဆိုတဲ့နေရာလေးပေါ့နော်ဖလီလူဝါဆိုတဲ့နေရာလေးကဆိုရဲကြောင်ညာလေးတွေကြည့်ပြီးတော့လွယ်တူကူ꽌ဆောင်လို့ရတဲ့နေရာလေးဖြစ်တာကြမလို့ဒီထက်ကနေကိုလူတူကလွယ်တူကူ꽌လေးတွေဆောက်ပွေးလို့ရမှာဖြစ်ပါတယ်တတိယတစ်ခုအနေနဲ့ဒီမှာဒီကောင်လေးကိုတစ်ချင်နှဲပေးလိုက်ပေါ့နော်ဒီကောင်လေးကဆွဲကျွန်တော်တို့ကဒီ daily check ပေါ့နော်ဒီနေ့တခါ꽌လေးတွေကိုဝယ်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီထက်ကနေကျွန်တော်တို့ဂဲလေးတွေဆော်ပြီးတော့꽌လေးတွေဆောက်ပြီးမှာပေါ့နော်ဒီမှာဆွဲသူပေးထားတဲ့ဂဲလေးတွေကိုကိုလူတူအနေနဲ့ကစားပေးရုံနဲ့꽌လေးတွေကိုကျွန်တော်တို့ကကြောင်ညာကြည့်ပြီးတော့လွယ်တူကူရယူလို့ရမှာဖြစ်ပါတယ် ူညီတဲ့ခဏလေးတွေကိုပေါ့နော်ကျွန်တော်တို့ကဒီလိုနေရာ၆ပေးယုံနဲ့ကွိုင်လေးတွေပေါ်လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီကွိုင်လေးတွေကိုဒီလိုကျွန်တော်တို့ပြေပောက်ပေးယုံနဲ့ဒီမှာကျွန်တော်တို့ open ဆိုပြီးတော့ကြောင်ညာလေးတစ်ပုဒ်ကိုသူကကြည်ခိုင်းมาဖြစ်ပါလေကြောင်ညာတစ်ပုဒ်ပြီးသွားတဲ့အခါမှာဆိုရင်ဒီထက်ကနေကျွန်တော်တို့ကကွိုင်ပမာဏလေးတွေကိုရရှိလာมาဖြစ်ပါလေ okay နှစ်မူနာအနေနဲ့ကျွန်တော်ဒီအောက်က open ဆိုတဲ့နေရာလေးကိုတစ်ချက်နှဲ့ပေးလိုက်มาဖြစ်ပါလေဒီနေရာလေးမှာတော့ကျွန်တော်တို့ကြောင်ညာလေးတွေမသိတဲ့အခါမှာဆိုရင်ဒီကြောင်ညာမသိမချေးကိုပေါ့နော်စက်တိုက်နှဲ့ပေးလိုက်ပါ okay ကျွန်တော်ကတော့ဒီနေရာလေးမှာကြောင်ညာလေးကိုကြော်လိုက်มาဖြစ်ပါလေ okay ကျွန်တော်လေးပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကွိုင်လေးတွေရစီသွားပြီးပဲဖြစ်ပါတယ် okay ကျွန်တော်ဒီထဲကနေပြထွက်လိုက်မယ်ပေါ့နော်ဟုတ်ဆိုရင်နေရာလေးကိုတက်ချင်နေပေးလိုက်မှာဖြစ်ပါလေဒီမှာဆိုရင်သူပေးထားတဲ့ဂိတ်တုတ်ခုရှိတယ်ပေါ့နော်ဒီထဲကနေအစိပ်ပြာဂိတ်လေးတွေကိုကုလူတို့ကကစားပြီးတော့ကျွန်ညာလေးတွေကြည်ပေးမယ်ဒီထဲကနေရစီလာတဲ့ကွိုင်လေးတွေကိုဒီအပေါ်မှာသူကပေါက်ထည့်ပေးမှာဖြစ်ပါလေဒီကွိုင်လေးတွေကိုကုလူတို့အနေနဲ့ပတ်စံပြထုတ်လို့ရမှာဖြစ်ပါလေဒီထဲကနေပတ်စံထုတ်မယ်ဆိုရင်ဒီအောက်ကပတ်စံအိပူစံလေးကိုတက်ချင်နေပေးလိုက်ပါဒီနေရာလေးမှာဆိုရင်သူကပေါ့နော်ဒီမှာပေးပန်တဲ့ပတ်စံ ထုတ်လို့ရတယ်လို့ဒီအောက်မှာဆိုရင်ပင်ဒီယာနဲ့လည်းပတ်စာထုတ်လို့ရမှာဖြစ်ပါတယ်။ Okay ပင်ဒီယာနဲ့ပတ်စာထုတ်မှဆိုရင်ကိုလူတို့အနေနဲ့05ကလီဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ပေးပန်နဲ့ပတ်စာထုတ်မှဆိုရင်1ဒေါ်လာအနည်းဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ဒီခက်ကနေပတ်စာထုတ်မှဆိုရင်ကိုလူတို့အနေနဲ့ပင်ဒီယာဘက်ပတ်စာထုတ်ဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်။ပင်ဒီယာနဲ့ပတ်စာထုတ်မှဆိုရင်ကိုလူတို့ကဒီမှာ05ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီဒေါ်လာပြန်ရောက်တဲ့အခါမှာဆိုရင်ပေါ့နော်အခက်အခဲမရှိဘဲနဲ့ကျွန်တော်စီမပြန်ရောက်လို့ရမှာဖြစ်ပါတယ်။ ်ပေနီယာအကောင့်ဖေဒန်နီလာလေးကိုလည်းကျွန်တော်ရဲ့ channel လေးထက်မှာတည်ပြီးပြီမို့လို့ကိုလူတို့အနေနဲ့ဝင်ရောက်လေ့လာပြီးတော့ဒီအကောင့်ကိုလွယ်တကူဖွင့်လို့ရမှာဖြစ်ပါတယ် okay ဒီထက်ကနေကျွန်တော်ကဒီ2ဒေါ်လာထုတ်ပြပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီထက်ကနေ PayPal နဲ့ပတ်စာထုတ်မဲ့ဆိုရင်လည်းပဲ PayPal လေးကိုတစ်ချေရွေပါဒီမှာ PayPal ကိုကျွန်တော်တို့ဒီ1ဒေါ်လာပြည်တာနဲ့ပေါ့နော်ဒီထက်ကနေဒီပတ်စာလေးတွေထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ quoi ပမာဏပေါ့နော်ရရှိထားတဲ့ quoi ပမာဏပဲဖြစ်ပါတယ်အနားမှာဆိုရင်ရရှိထားတဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါတယ် okay ကျွန်တော်မှဆိုရင်ပေါ့နော်ဒီမှာ2ဒေါ်လာပြည်နေပြီမို့လို့ကျွန်တော်ကတော့ဒီနေရာ ီမှာ2ဒေါ်လာကိုထုတ်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကတော့ဒီနေရာမှာပေးနေရာကိုတစ်ချက်ရွေးပေးလိုက်မှာဖြစ်ပါတယ်ဒီမှာဆိုရဲသူပြထားတဲ့လေကဆိုရဲပေါ့နော်2ဒေါ်လာမရှိပါဘူးအနည်းဆုံး1ဒေါ်လာကျွန်တော်တို့ဒီ3ဒေါ်လာ5ဒေါ်လာအစားစီတဲ့ဒီလိုပမာဏလေးတွေပဲသူကပေးထားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ1ဒေါ်လာကိုပေါ့နော်နှစ်ခါထုတ်ယူလို့ရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီထက်ကနေပတ်စာထုတ်မယ်ဆိုရဲဒီမှာ1ဒေါ်လာလေးကိုတစ်ချက်ထောက်ပေးလိုက်ပါထောက်ပေးလိုက်ပြီဆိုရဲဒီနေရာလေးမှာကျွန်တော်တို့ကပတ်စာထုတ်လို့ရမယ်အဲကျွန်တော်တို့အချင်းလေးတွေကိုထပ်ပေးရမှာဖြစ်ပါတယ်အပေါ်ဆုံးမဆိုရဲကျွန်တော်တို့ပေးနေ များအကောက်ဖိတ်ခဲ့တဲ့ ID လေးကိုထပ်ပေးရမှာဖြစ်ပါတယ်။အောက်မှာဆိုရင်ကျွန်တော်တို့အကောက်ဖိတ်ခဲ့တဲ့ name လေးကိုထပ်ပေးရမှာဖြစ်ပါတယ်။အောက်မှာဆိုရင်ကျွန်တော်တို့အကောက်ဖိတ်ခဲ့တဲ့ဖုန်းနံပါတ်လေးကိုထပ်ပေးရမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ရဲ့ Paynia အကောက်လေးထပ်ကိုတချို့ဝင်မှာပေါ့နော်။ Paynia အကောက်မရှိသေးဘူးဆိုရင်လည်းပဲကိုလူလူကကျွန်တော်ရဲ့ channel လေးထပ်မှတည်ပေးထားတယ်။ Paynia အကောက်ဖိတ်တဲ့နီလာလေးကိုကိုလူလူတော့ကြည့်လိုက်မယ်ဆိုရင်အသေးစိတ်သိစီနားလည်မှာပဲဖြစ်ပါတယ်။ Okay Paynia အကောက်လေးထပ်ကိုကျွန်တော်တို့တချို့ဝင်လိုက်မှာပေါ့နော်။ ိုလ်တို့ကဒီမှာပင်နီယာစာမျက်နှာလေးကိုရောက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့လောက်ရမှာကတော့အပေါ်ကအပေါက်နံပါတ်ဆွဲနေရာလေးကိုတက်ချင်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာလေးမှာဆွဲကျွန်တော်တို့အကောက်ဖိတ်ခဲ့တဲ့နံပါတ်ပေါ့နော်ဒီအောက်မှာဆွဲကျွန်တော်တို့အကောက်ဖိတ်ခဲ့တဲ့ဖုန်းနံပါတ်အပေါ်မှာဆွဲအကောက်ဖိတ်ခဲ့တဲ့အီးမေးလ်လေးကိုကိုလ်တို့မြည်သွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ယူရမှာကတော့ပေါ့နော်ဒီမှာအပေါက်နံပါတ်ဆွဲဒီကောက်လေးကို copy ယူပေးရမှာဖြစ်ပါတယ် copy ယူပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ခုနဒီ three era gate လေးထဲကိုပြောင်းဝင်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ကအပေါက်နေရာမှာကိုလ်တို့ copy ယူလာတဲ့ကောက်လေးကိုပေးချပြီးတော့ ုတ်ခေးလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာလေးမှာဆိုရင်ကျွန်တော်တို့နှိပ်ထည့်ပေးရမှာမို့လို့အစိပ်ပြီးတဲ့နှိပ်လေးတစ်ခုကိုထည့်ပေးလိုက်ပေါ့နော်ဒီနေရာလေးမှာကျွန်တော်ကအစိပ်ပြီးရနှိပ်လေးတစ်ခုကိုကျွန်တော်ထည့်ပေးလိုက်မှာဖြစ်ပါတယ် โอเคဒီလိုထိုက်ပြီးလိုက်ပြီးဆိုရင်โอเคလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါဒီအောက်မှာဆိုကျွန်တော်တို့ဒီ account fake ခဲ့တဲ့ဖုန်းနံပါတ်လေးကိုထိုက်ပေးရမှာမလို့ခုနကျွန်တော်တို့ Paynia account လေးထက်ကိုပြဝင်လိုက်ပါဒီနေရာလေးမှာပြဝင်လိုက်ပြီးဆိုရက်ကိုလူတို့ကဒီ Paynia account ထဲကပေါ့နော်ကျွန်တော်တို့ဖိတ်ခဲ့တဲ့ဖုန်းနံပါတ်လေးကိုကျွန်တော်တို့ရဲ့ဒီ account number ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါဒီနေရာလေးမှာကျွန်တော်တို့ဖုန်းနံပါတ်လေးကိုကိုလူတို့ကသွားထည့်ပေးရမှာဖြစ်ပါလေโอเคဒီမှာဆိုရင်ကျွန်တော်ကဒီရဲ့ ကျွန်တော်ရဲ့အကောင့်ရဲ့ဒီဖုန်းနံပါတ်လေးကိုပေါ့နော်ခုန3 error ခဲလေးထဲမှာသွားထည့်ပေးလိုက်မှာဖြစ်ပါတယ်ဖုန်းနံပါတ်ထဲမှာဆိုကိုလူတို့အနေနဲ့အပေါင်း95ခံပို့တော့လို့ပါတယ်အပေါင်း95ခံမှာဒါဒီထဲကနေကျွန်တော်တို့ပတ်ဆက်ထိုးရတာအဆင်ပြေမှာဖြစ်ပါတယ်အပေါင်း95ခံပြီးဆိုရင်ကျွန်တော်တို့မြန်မာဖုန်းနံပါတ်ဖြစ်တာကြောင့်မလို့0ကိုဖြုတ်ပြီးတော့ကိုကောင်းနေကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် โอเคဒီလိုရိုက်ထည့်ပေးလိုက်ပြီဆိုရင်โอเคလေးကိုတချင်နေပေးလိုက်ပါကျွန်တော်တို့ရဲ့ဖုန်းနံပါတ်မှမမတေချာလေးဆက်စစ်ပေးပါနေကျွန်တော်တို့ရဲ့အကောင့်နံပါတ်ပေါ့နော်ဒီကောင်လေးတွေကိုမှမမတေချာလေးဆက်စစ်ပေးပါမှတ်ကပ်ပြီးဆိုရင်ဒီအားကโอเคလေးကိုတချင်နေပေးလိုက်ပါ okay ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ပတ်စံထုတ်ယူခြင်းကပေါ့နော်သူကဒီမှာဆက်ဆက်ပူလို့ဆိုပြီးတော့ပြောင်းနေပြီပဲဖြစ်ပါလေ okay ဆိုတဲ့နေရာလေးကိုတစ်ချက်နှဲပေးလိုက်ပါကျွန်တော်တို့ရဲ့ပတ်စံထုတ်ယူထားတဲ့ပမာဏလေးကိုပြန်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒီကောင်းလေးကိုတစ်ချက်ဝေးလိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့ထုတ်ယူထားတဲ့1ဒေါ်လာကဆိုရင်ဒီမှာပန်းသီးဆိုပြီးတော့ပြောင်းနေပြီပဲဖြစ်ပါလေ okay ကျွန်တော်ကတော့ဒီထဲကနေ1ဒေါ်လာထုတ်ယူပြီးပြီမို့လို့နောက်နောက်ထပ်1ဒေါ်လာကိုကျွန်တော်ထပ်မံထုတ်ယူပြပေးမှာပေါ့နော်1ဒေါ်လာထုတ်ယူမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ1ဒေါ်လာလေးကိုထပ်မံတစ်ချက်နှဲပေးလိုက်ပါဒီနေရာလေးမှာခုနအတိုင်းကျွန်တော်တို့ကအကောင့်နံပါတ်နဲ့နေ ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်လေးကိုထပ်ပေးရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ရဲ့ဒီအခြေလေးတွေမှတ်ကြပြီဆိုရင်ဒီအောက်က okay ဆိုရဲ့နေရာလေးကိုတချင်နှိပ်ပေးလိုက်ပါ okay ဒီမှာဆိုဆက်ဆက်ပူလေးဆိုပြီးတော့သူကပြပေးနေပြဖြစ်ပါတယ် okay လေးကိုတချင်နှိပ်ပေးလိုက်ပါထောက်ယူထားတဲ့ပမာဏလေးကိုပြချင်မဲ့ဆိုရင်ဒီမှာနာယီပုံစံလေးကိုတချင်နှိပ်ပေးလိုက်ပါ okay ဒီမှာဆိုကျွန်တော်2ဒေါ်လာထောက်ယူထားလာလေးကဆိုရင်ဒီမှာပန်တီအနေနဲ့ပြထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အကောင့်လေးထက်ကိုပတ်စာဝေလာတဲ့အခါမှာဆိုဆက်ဆက်ဆိုပြီးတော့သူကပြပေးမှာဖြစ်ပါတယ် okay ဒီမှာဆိုရင်ပေါ်တော့ three event gallery ထဲကနေဆိုရင်ကျွန်တော်2ဒေါ်လာထုတ်ယူထားတာလေးကဆိုရင်ဒီမှာဆက်ဆက်ဆိုပြီးတော့ပြပေးနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ notify လေးထဲမှာဆိုရင်လည်းပဲဒီမှာ benia နဲ့ပတ်စာထုတ်ယူထားခြင်းကိုလည်းသူက support လုပ်ပြီးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ gmail လေးထဲကိုဒီမှာတစ်ချက်ဝေပြမယ်ပေါ့နော်ဒီမှာဆိုရင်လည်းပဲကျွန်တော်2ဒေါ်လာထုတ်ယူထားတာလေးကဆိုရင်ကျွန်တော်စီကိုရောက်လာတဲ့ပမာဏကဆိုရင်ပေါ့နော်ဒီမှာ water မှာ99 USD ပဲဖြစ်ပါတယ်ဒီအမှောက်ဆိုရင်လည်းပဲသူကဒီကျေးဇူးတင်စာလေးတွေကိုရေးပေးထားမှာဖြစ်ပါတယ် ျွန်တော်တို့ရဲ့ပေနီယာအကောက်လေးထက်ကိုပတ်စံဝေလာမဝေလာဆိုတာလေးကိုလည်းကျွန်တော်ဒီမှာပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အကောက်လေးထက်ကိုလည်းဒီမှာတရားရခိုင်နှုန်း1.99ဒေါ်လာရရှိလာပြီပဲဖြစ်ပါတယ် lower တရားရခိုင်နှုန်းပေးနေဆက်ဖြစ်တဲ့ D3A1 Gally ကိုကိုလူတို့အနေနဲ့ကစားပြီးတော့ပတ်စံအလွယ်တကူစားလို့ရမှာဖြစ်ပါတယ်ပေနီယာအကောက်လေးထက်ကပတ်စံလေးတကူလည်းကျွန်တော်စီမှာခေပေးဝေပေးတို့နဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ် okay ဒီလိုတရားရခိုင်နှုန်းပေးတဲ့ app တွေနဲ့အတူကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်